ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်လုံးပဲ reading ကတော့ပုံမှန်ပြုလုပ်နေကြ reading တော့ပဲပေါ့နော်ကျွန်တော်ကတ်၃ကတ်ကိုချိုးထားတယ်အဲ့ဒီကတ်၃ကတ်တော့မှာမိတ်ဆွေတို့အနေနဲ့ကကတ်1လားကတ်2လားကတ်3လားကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့လိုရွေးချယ်ပေးပြီးသားရင်ဆိုတော့ကျွန်တော်ကအဲ့ဒီကတ်တွေနဲ့ပတ်သက်ပြီးတော့ reading တွေကိုမိတ်ဆွေတို့ကိုပြောပြပေးသွားမှာအဲ့တော့ပထမဆုံးအနေနဲ့ကတော့ မိတ်ဆွေတို့ကဘေကက်ကိုရွေးမလဲပေါ့နော်အဲ့တော့စိတ်ကလေးကိုခဏတီတီငြိမ်လေးထားပြီးတော့ကျွန်တော်နံပါတ်စင်မှတ်ပေးထားတဲ့ကက်ကလေးမှာ1လ2လ3လကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကတ်1လေးကိုပြင်စလုပ်ကြည့်ပါမယ်ကတ်1ကိုရွေးချယ်ထားတဲ့မိတ်ဆွေအတွက်ပြင်ကိုကျွန်တော်စကြည့်ပါမယ်အဲ့တော့ ကတ်ဝမ်းကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကတော့ဒီကတ်ကလေးကြပါတယ်အဲ့တော့ဒီကတ်ရဲ့အခြေအနေကိုပြောရမယ်ဆိုရင်တော့ကတ်ဝမ်းကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေတော့ကပထမဆုံးအနေနဲ့စိတ်မလုံခြုံမှုတွေရှိနေတယ်ဆိုပြီးတော့ဒီကတ်ကတိဘက်ကနေပေါ်ပြနေပါတယ်ကိုကိုနေနေပဲဖြစ်ဖြစ်ညများပဲဖြစ်ဖြစ်အခုကာလအတွင်းကြမှာတိုက်ခိုက်မဲ့လူမျိုးတွေရှိနေတယ် ကို့အနေနဲ့ကလည်းစိတ်မလုံးကြုံမှုရှိနေတယ်။ဘလောက်ကင်လိုအရာမျိုးမှာအပြိုင်အဆိုင်အတိုက်ခိုက်မျိုးတွေလည်းတွေ့ရတတ်တယ်ဆိုပြီးတော့ဒီကက်ကက်တွေပဲကနေဖော်ပြနေပါတယ်။တဖန်ချင်းမှုရေးရအနေနဲ့ချီရေးအိမ်တော်ရေးကိုပြန်လဲသုံးသပ်ရမယ်ဆိုရင်လည်းကို့စီရတစုံတစ်ယောက်ကလူယူသွားမှာမျိုးကို့စီရတစုံတစ်ယောက်ကိုပေးလိုက်ရမှာမျိုးပေါ့နော်။ကို့ရဲ့စိတ်မှာလုံခြုံမှုမရှိ ဖြစ်နေတယ် အဲ့လိုမျိုးပဲတကယ်အခြေအနေတစ်ခုမှာလဲကိုယ့်စီကနေအဲ့လိုမျိုးလူယူမဲ့လူမျိုးတွေပေါ်ပေါက်နေတယ်ဆိုပြီးတော့ဒီကက်ကက်ဒိဗက်ကနေခေါ်ပြနေပါတယ်ဒါပေမဲ့ဒီကက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့နောက်ဆုံးအနေနဲ့အကြံပေးချင်တာကတော့အခုလိုကြုံတွေ့လာတဲ့အနေရတွေကိုပြဿနာတွေအခက်အခဲတွေကိုကိုယ့်ကိုယ်ကိုယုံကြည်ချက်အပြည့်ထားပြီးတော့ရဲရဲရင်ရင်ဆိုင်လိုက်ပါဆိုပြီးတော့ ျွန်တော်အနေနဲ့နောက်ဆုံးအကြံပေးချင်ပါတယ်။ဒါကတော့ cat 1ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအတွက် video မဲဖြစ်ပါတယ်။နောက်တစ်ခါကျွန်တော် cat 2ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ကို video ထပ်လုပ်ကြည့်ပါမယ်။ဒါကတော့ cat 2ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ပါ။ cat 2ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအနေနဲ့အခုကာလအပိုင်းခြားမှာမိတ်ဆွေတို့ကငွေကြေးအရပူပင်စရာမရှိသည့်တိုင်အောင်စိတ်ပျော်ရွှင်မှုစိတ်ချမ်းသာမှုအားနည်းနေရဲဆိုပြီးတော့ဒီကက်ကက်တွေကနေဖော်ပြနေပါတယ် တစ်ဖက်မှာကို့အတွက်အစားသရရာအဆင်ပြေတာမျိုးတွေအနေထားမျိုးတွေရှိနေပေမဲ့လည်းစိတ်ပူပန်မှုတွေကတော့တည်ရှိနေတယ်ဆိုပြီးတော့ဒီကက်ကက်တိပဲကနေပေါ်ပြနေပါတယ်ဝေကြီးကံအနေနဲ့မကောင်းဘူးတော့မဟုတ်ဘူးဝေကြီးကံအနေနဲ့ကတော့ကောင်းနေတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကရှင်းလင်းမနေဘူးဆိုပြီးတော့ဒီကက်ကက်တိပဲကနေပေါ်ပြနေပါ ဖန်အလုတ်ကင်နေခြေရည်နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်လည်းခြေရည်နဲ့ချင်းမှုရည်ရနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ဒီကက်ကအသေးပဲကအစင်ပြေနေတလို့လို့နဲ့တကယ်တမ်းတော့အစင်ပြေမှုရှိမနေဘူးဆိုပြီးတဲ့အသေးပဲကိုဖော်ပြနေပါတယ်အဲ့အတွက်ကြောင့်မလို့နံပါတ်2ကက်ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်နောက်ဆုံးသုံးသက်ချက်ပေးရမယ်ဆိုရင်ငွေကြီးဆိုင်ရာ အခက်အခဲမျိုးတော့မရှိဘူးဒါပေမဲ့စိတ်လုံခြုံမှုတော့မရှိဘူးဆိုပြီးတော့ဒီကက်ကက်တေဘေကန်နေပေါ်ပြနေပါတယ်ချင်းမှုရေးရလို့ရာမျိုးမှနဲ့အများကပတ်ဝန်းကျင်ကအဆင်ပြေနေတဲ့အောင်ရောထင်နေရပေမဲ့ကိုယ့်ရဲ့အတွင်းစိတ်မှာတော့အလောက်ကြီးအဆင်ပြေမှုမရှိဘူးဆိုပြီးတော့ဒီကက်ကက်တေဘေကန်နေပေါ်ပြနေပါတယ်အဲ့တော့ကြောင့်မလို့တချို့အရာတွေမှာကိုယ့်ရဲ့စိတ်ကိုသာဒီငြိမ်အောင်ထိန်းသိမ်းခြင်းအပြင်အခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ reading လုပ်ချင်ပါတယ် ောက်ဆုံးအနေနဲ့ခက်3ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေကိုထပ်ပြီးတော့ကြည်ပါမယ်။ခက်3ကိုရွေးချက်ထားတဲ့မိတ်ဆွေအနေနဲ့ကတော့ဒီကံမျိုးစားကြပါတယ်။ဒီကံမျိုးစားမှာကောင်းပေါ်မှာပေါ့နော်။ infinity လို့ခေါ်ရဲပေါ့နော်။တင်ဂီတာတစ်ခုကိုတွေ့နေရတယ်။အဲ့တင်ဂီတာကအရာအားလုံးကိုသိရှိတယ်နားလည်တယ်ဆိုတဲ့အလေးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ number 3ကတ်ကိုရွေးချက်ထားတဲ့မိတ်ဆွေအနေနဲ့က အခုကာလမှာထူကောင်းမွန်တဲ့အခြေအနေမျိုးမှာရှိနေရဲဆိုပြီးတော့ပြောနေတယ်။နောက်ထပ်တစ်ခုကတော့ကိုယ့်ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ထိုးနှက်တဲ့လူတွေကိုမေတ္တာထားခြင်းဖြင့်အဲ့ဒီအန်ဒီအခက်အခဲတွေကိုကျော်လွှားနိုင်မယ်ဆိုပြီးတော့ဆိုထားပါတယ်။အလောက်ကိုင်းနဲ့ချင်းမှုရေးရတဲ့အစားရှိသဖြင့်အဲ့လိုမျိုးနေရာမျိုးတွေမှာလည်းကောင်းကောင်းမွန်မွန်ကိုင်းတွဲထိမ့်သိမ့်မှုအတွက်ကတော့မေတ္တာတရားလိုပဲကျွန်တော်အနေနဲ့အကြံပြုရင်းနဲ့ဒီ reading ကို ီနားမှာပဲကြားလိုက်ချင်ပါတယ်။ဒါကတော့ကျွန်တော်ပုံမှန်ပြုလုပ်နေကြတာရော့ရီဂျီနေထဲမှာ story ပုံစံမျိုးမျိုးဖြစ်နေတကက်ချင်းကိုအခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ရွေးချက်ခိုင်းပြီးတော့အဲ့ဒီကက်တည်းရဲ့အတိတ်ပဲကိုမိတ်ဆွေတို့ကို reading ပြန်လုပ်ပေးထားခြင်းပဲဖြစ်ပါတယ်။အားလုံးပဲအစီအမံလို့ညော်နေတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။